အလုံးမင်းမင်္ဂလာပါရှင်ကတုံးမလေးချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေပရိသတ်များရှင်ဒီကနေ့မှတင်ဆက်ပေးမယ့်ပုံမြင်လေးကတော့လေသမားကြီးနဲ့လူသားရလွယ်အိမ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးကိုတင်ဆက်မပေးသေးခင်မှာ channel လေးကို subscribe လေးလုပ်ထားပေးပါအောင်ရှင်ဘီနာအနုတီဗယ်လေးကိုပါနှိပ်ထားပေးခဲ့ပါအောင်နော်ဟုတ်ကဲ့ပုံမြင်လေးကိုစတင်လိုက်ပါပြီရှင်လေသမားကြီးကကုန်တယ်စီကနေ မိမိမိဘတွေရှိရာစီကိုလူတားရလွယ်အိတ်ကိုယူပြီးတော့ပြန်လာခဲ့တယ်။လူတားရလွယ်အိတ်ကိုဘလို့ရခဲ့လဲဆိုတာသိကျင်တော့တင်ငယ်ပေးပြီးဖြစ်တဲ့လူတားရလွယ်အိတ်ပုံမြင်ကိုဝင်ကြည့်လိုက်ပါနော်။လက်သမားကြီးကဝီးလံလုံးနယ်ခီးကိုရှောင်းလာရင်းနဲ့တောင်ကုန်းတစ်ခုပေါ်ကနေအိမ်ကိုလှမ်းမြင်ရတာကြောင့်သူအလွန်ပျော်သွားခဲ့တယ်တဲ့။သူကခြေလမ်းတွတ်တွတ်ရှောင်းလာပြီးတော့အိမ်တကားကိုခောက်လိုက်တယ်။အဲရီကအမေဖြစ်သူကအိမ်တကားကိုဖွင့်လိုက်တဲ့အခါလက်သမားကြီးကိုမြင်သွားပြီးတော့ မိမိရဲ့သားပြင်မဲ့တည်သွားတော့တာပေါ့လေ။ဒါမီနီယောက်ကပြန်လဲဆုံရတာကြောင့်ပျော်မဆုံးဖြစ်နေတော့တဲ့။မင်းဖေကတော့မနစ်ကပဲဆုံးရှာပြီ။စိတ်မပူပါနဲ့အမေ။အဖေမရှိတော့ပေမဲ့တားရှိပါသေးရဲ့။အမေကိုတားပြုစုလောက်ကန်ကျွေးမွေးပါမယ်။ဝမ်းသာပါလေတားရဲ့။ခီးဝေးကပြန်လာတဲ့တောင်အမေမှကျွေးစရာလည်းဘာမှမရှိလို့အမေစိတ်မကောင်းဖြစ်ရပါလေ။အမေရဲ့ တောင်းကိုကျွေးစရာမရှိနဲ့စိတ်မပူပါနဲ့လေသမားကြီးကအဲ့လိုပြောပြီးတော့လူတားရပစက်အိတ်ကိုစားတော့ဖွဲရရီလူချောင်းပြောတဲ့ဒီတော့လူတားရလွယ်ကြီးကဖောင်းကားလာပြီးတော့စားစရာတွေကိုမြင်လိုက်ရတယ်လေသမားကြီးကစားစရာတွေကိုစပွဲပေါ်ကိုယူတင်ပြီးတော့မိခင်ဖြစ်သူနဲ့အတူငြိမ်ရှက်စွာနဲ့စားတောင်းလိုက်တဲ့မိမိရဲ့အင်္ဂလိပ်ရာ အိမ်အိုအိမ်ဟောင်းဖြစ်နေရကြောင်းလူတရားပတ်စံအိမ်မှာငွေတွေကိုတောင်းယူလာပြီးအိမ်တလုံးကိုစောက်လိုက်တယ်ရင်တကောင်နဲ့နွားတကောင်ကိုလည်းဝဲလိုက်တယ်။အရိနာမှာတော့အမျိုးသမီးတဦးကိုလက်ထပ်လိုက်ပြီးတော့လေယာဆိုင်ပြူလောက်ကန်နေတဲ့ကွယ်။လေသမားကြီးရဲ့ဇနီးကမကြမီကိုဝင်ရလာပြီးဆယ်လားပြည့်ရဲ့အခါဖွားမြင်နေတဲ့ ဒီလိုနဲ့ချောင်းနဲ့ခွန်းနဲ့ခန့်ကြာညောင်းလာတဲ့တနေ့မှာတော့လဲသမားကြီးဟာမကျမ်းမမာဖြစ်ပြီးတော့အိယာထဲမှာလဲလို့နေရဲ့သူ့ရဲ့ကျမ်းမကြီးကလည်းတနေ့တခြားဆိုးရလို့လာတယ်တနေ့မှာတော့တင်မီးဟာဓားကောက်ကြီးကိုကမ်းပြီးတော့လဲသမားကြီးစီရောက်လာတယ်တင်မီးကလဲသမားကြီးကိုပြောရဲရဲ့မင်းဟာအသေးစိတ်တမ်းပြီဖြစ်လို့မင်းစီကိုငားလာခဲ့တာမင်းငားနဲ့အခုလိုက်ခဲ့ပါတင်မီးကအဲ့ဒီလိုပြောရဲရဲ့ကွယ်ဒီတော့လဲသမားကြီးဟာ ကျွန်တော်နောက်ထပ်နှစ်30လောက်နေပြရစီအောင်ကျွန်တော်ကလေးတွေကြီးပြင်းအောင်စောက်ရှောက်အောင်မယ်သူတို့ကြီးပြင်းလာတဲ့အခါအိမ်အောင်ပြုတ်ပေးရမယ်ကျွန်တော်မိလေးတွေနဲ့လည်းပျော်ရွှင်စွာနဲ့နေစင်သေးတယ်အဲ့ဒီချိန်ရောက်မှကျွန်တော်စီလာခဲ့ပါတေးမေးကြီးရဲ့ကျွန်တော်အခုမသေးစင်သေးဘူးလေသမားကြီးကအဲ့ဒီလိုပြောတဲ့ကွယ်အဲရီကာတေးမေးရမရဘူးအနှစ်30မပြောနဲ့မင်းကို၃နာရီအောင်မထားချင်ဘူးဒါဖြစ်ရင်၃ရက်လောက်နေပြရစေမရဘူး ဒီရောလေသမားကြီးကထပ်မံတောင်းပန်မနေတော့ပဲလူတားရပစံအေကိုဖွင့်ပြီးတော့ဆူတောင်းလိုက်တယ်။သူ့အတန်ကတူတူယူဆူနေရကြောင့်ဘာလို့ပြောမှမသိရပါဘူး။သူဟာချက်ချင်းပဲနေပြန်ကောင်းသွားတဲ့ကွယ်။တင်မေးရရက်နေရမှာပျောက်သွားတာကြောင့်လေသမားကြီးကလိုက်ရှာတယ်တဲ့။အဲရီကလူတားရပစံအိမ်ထဲရောက်နေတဲ့တင်မင်းကိုတွေ့ရတဲ့ကွယ်ဒီရောလေသမားကြီးက လူတားရပစံအေကိုပိတ်ပြီးဖမ်းထားလိုက်တယ်။လယ်သမားကြီးကနေပြန်ကောင်းလာတာကြောင့်အစာကိုလည်းစားလာနိုင်တယ်။တင်မင်းကလူတားရပစံအိတ်ထဲကနေလယ်သမားကြီးကိုပြောလိုက်တယ်ကျုပ်ကိုလှုပ်ပေးပါ။ဒီရောလယ်သမားကဟွန်းအင်းခမ ्या ကိုပစံအိတ်ထဲကတသက်လုံးပြန်မထွက်နိုင်အောင်ရှုံနေမြုပ်ထားမယ်။မလှုပ်ပါနဲ့ကွာ။မင်းတို့နောက်ထပ်၃နှစ်နေခွင့်ပြုပါမယ်။မရအောင်ကျုပ်က၃နှစ်နဲ့ဘယ်လိုနေရမှာလဲ။ ဒါဆိုနောက်ထပ်အနှစ်30နေခွင့်ပြုပါမယ်။ကောင်းပြီ။ပြီးတော့ငါအသက်ရှင်နေတဲ့အနှစ်30အတွင်းမှာတခြားသူတွေလည်းမသိစေရဘူး။ဒါတော့မဖြစ်နိုင်ဘူး။ကျောက်ကတေးမင်းဆိုတော့လူတွေကိုတေးဖို့လာခေါ်ရမှာကကျောက်ရဲ့တာဝန်ပဲ။ဒီတော့လေသမားကြီးကဒီလိုပြန်ပြောရတဲ့လူတွေရောမစားတယ်ခမရ။တိဥ့တိမြင့်တိခောက်တီကိုစားပြီးနေပေါ့ဗျာ။လေသမားကြီးရဲ့စကားကိုတေးမင်းကပြန်မပြေပဲနေတာကြောင့်လေသမားကြီးကဖက်နှက်စီပြီးအပြင်ထွက်ရန်ပြေးလိုက်တယ်။ ကျွန်တော်ပြောတာကိုလက်မခံရှင်လဲသွားမြုပ်ပစ်လိုက်မယ်။နေသမားကြီးကအဲ့ဒီလိုပြောပြီးတော့သင်မင်းကိုထည့်ထားတဲ့လူတရားပစံအိတ်ကိုယူလိုက်တဲ့အခါသင်မင်းကတောင်းပန်တဲ့ငါ့ကိုတော့အိတ်ထဲမှာပိတ်ပြီးရှင်ထဲမှာမမြုပ်ပါနဲ့။ခမရအသက်ရှင်နေရဲ့အနှစ်30တွင်မှာကျောက်ကဘသူ့အမမတည်စီပဲတိဦးတိဖူတို့ကစားပြီးနေပါမယ်။ကျောက်ကိုပစံအိတ်ထဲကလှုပ်ပေးပါ။အဲရီကန်လေသမားကြီးကရွာပြင်ကိုလာခဲ့ပြီးတော့သင်မင်းကို လူသားရပစံအိမ်ထဲကနေလှုပ်ပေးလိုက်တယ်။သင်မင်းနဲ့ဓားကောက်ကိုကမ်းပြီးတော့ကြောရဲကိုဝင်သွားလေရဲ့။သင်မင်းကတောထဲမှာကြောက်တုံးများနဲ့အိမ်ကိုဆောက်ပြီးတော့တေဦးတေဖုတို့ကိုသာစားတော့နေရဲ့။အဲ့ဒီချိန်ကနေစပြီးတော့ဘသူမှအနာရောဂါမရှိတော့ဘူးတဲ့။ဘသူမှလည်းတေဆုံးခြင်းမရှိတော့ဘူးတဲ့ကွယ်။ဒီလိုနဲ့နေလာလိုက်တာအနှစ်30ကျသွားတဲ့ လယ်သမားကြီးရဲ့သားတွေကလည်းကြီးပြင်းလာပြီဖြစ်တာကြောင့်အိမ်နောက်ပြူကြပါတယ်။မိသားစုကတိုးပွားလာပြီးတော့မြင်းများနဲ့အတူပျော်ရွှင်စွာနေရတာကြောင့်တင်မဲရက်ကိုမိပြောင်းလျက်ရှိနေတော့တယ်။ဒီနေ့မှတော့တင်မီဟာလယ်သမားကြီးတန်ရောက်လာခဲ့ရဲ့ဒီနေ့အနှစ်30ပြည့်ပြီခမားတေဘူအခြေစရဲ့နေပြီလို့ကျောင်းနဲ့တူလိုက်ခဲ့ပြီးတော့လယ်သမားကြီးရေဒီတော့လယ်သမားကြီးကကျောက်ကယောက်ျားပါဗျာ ဒါကြောင့်အရာရာကိုရင်ဆိုင်မှုအစ်စ်မှာပဲကျောင်းဝတ်တို့တေနေစီရင်လဲအာတုဝအခေါင်းတက်တာယူလာခဲ့ပါဒီတော့တေမီးကဝတ်တိချသားနဲ့ပြုလုပ်ထားတဲ့တန်ချိန်အဖုံးနဲ့တက်တာကိုယူခဲ့လိုက်တဲ့တက်တာလေးဝင်လိုက်ပါလေတမကြီးဒီတော့လေတမကြီးကကျုပ်ဘလို့လောက်ရမှာလဲကျုပ်ကတခါမှမသိဘူးတော့တေပုံတေနီးကိုမလောက်တတ်ဘူးအဲ့ဒါကြောင့်ခမရအရင်လောက်ပြပါပြီးတော့မှကျုပ်ကိုလောက်ခိုင်းပေါ့ဒီတော့တေမီးကအခေါင်းထဲဝင်ပြတယ် ဟောရီလိုအခေါင်းထဲဝင်ပြီးတော့ခြေရောက်နှစ်ဖက်ကိုဆန့်ထားနန်းနှစ်ဖက်ကိုရင်မက်ပေါ်တင်ထားပါတင်မီကအခေါင်းထဲဝင်ပြီးတော့လှုပ်ပြတဲ့ဒီလိုလေသမားကြီးကမိမိကြံစီထားတဲ့အကွက်ထဲကိုဝင်လာတာကြောင့်အဖုံးကိုချက်ချင်းပိတ်လိုက်တယ်။တန်ကြိတ်တွေကိုတိတ်ချာခတ်လိုက်ပြီးတော့မြင်းများနဲ့ဆွဲကမြင်းချောင်းများရှိရာကိုထွက်လာခဲ့တယ်။လေသမားကြီးကတင်မီရဲ့အခေါင်းတစ်တာကိုညင်ရင်နဲ့အတူမျှော်လိုက်တာကြောင့်ပင်လယ်ထဲရောက်သွားတော့တာပေါ့လေ။တင်မီပါတဲ့တစ်တာကြီးက နှစ်ပေါင်းများစွာကြာတဲ့အထိပင်လယ်ထဲမှာရှိနေတဲ့လူတွေကအဲ့ဒီကြောင်သိရှိပြီးတော့ပျော်နေကြတာပေါ့ကွယ်လယ်သမားကြီးကအုံမင်းမှုမရှိဘဲနဲ့နေရတဲ့သူကမြင်းတွေကိုပညာသင်ပေးရဲ့ဥယျာဉ်ချမ်းမြေကိုလည်းနေမအားညမအားလောက်ကိုင်းနေတနေ့မှာတော့ပင်လယ်ထဲမှုန်နှိုင်းကြတယ်တဲ့နိုင်နေပြီကြောင့်အခေါက်တတာကြီးကလူလိတ်မျောပါရင်းနဲ့ကျောင်းဆောင်တစ်ခုနဲ့တိုက်မိရာကြောင့်အဖုံးပွင့်သွားတော့တာပေါ့လေဒီတော့တေမင်းကလူမြောက်လာခဲ့ပြီး လက်သမားကြီးနေထိုင်တဲ့ရွာကိုလျောက်လာခဲ့တယ်။တင်မေးရရွာထဲအမူဝင်မင်းနဲ့ရွာနီးကနေလက်သမားကြီးရွာထဲထွက်လာခြင်းကိုစောင့်လို့နေရဲ့။အဲဒီချိန်မှာလက်သမားကြီးကလွယ်အိတ်ကိုလွှဲပြီးတော့ယာကင်းထဲကိုထွက်လာတယ်။တောဆက်ကိုရောက်တဲ့အခါပုံနေတဲ့တင်မေးရဝါကနေပေါ်လာတယ်တဲ့။ဒီတခါကြောက်လက်ကမလွတ်နိုင်ပါဘူး။တင်မေးရလက်သမားကြီးကိုပြောလိုက်တာပေါ့လေ။ လက်သမားကြီးကရုတ်တရက်အကြံမရသေးပဲစဉ်းစားလို့နေရဲ့ခဏကြာတဲ့အခါလက်သမားကြီးကသင်မင်းကိုပြောလိုက်တယ်။လွယ်ဤတဲမှာလူတားရပဆက်အီးပါပါတယ်။ခမားရှုမြင်ရဲ့ရောက်သွားချင်လို့လားလို့ပြောပြီးတော့လူတားရပဆက်အီးကိုနှာယူလိုက်တယ်။သင်မင်းကလူတားရပဆက်အီးကိုမြင်တဲ့အခါတချိုးရဲထွက်ပြေးတော့တယ်တဲ့။သင်မင်းကလူတားရပဆက်အီးရဲ့တကူကြောင့်ရှုနေအမြုပ်ခံရမှာကိုကြောက်လန့်လို့နေရပါလေ။အဲဒီချိန်ကစပြီးတော့သင်မင်းကလူတို့တန်တိတ်တိတ်ဆိတ်ရောက်လာပြီးတော့ တေရွာကိုခော့သွားတတ်တဲ့ကွယ်လူတိုင်းရပတ်စံရှိရဲ့လင်းသမားကြီးကတော့ဒီကနေ့ချိန်ထိအသက်ရှင်နေသေးပဲလို့ယုံကြည်နေကြသေးပဲပေါ့လေပုံမြင်လေးကတော့ဒါပါပဲကွယ်မောင်လေးညီမလေးတို့တွေလည်းအခက်ခဲတိုင်းကိုခေါင်းအေးအေးထားပြီးတော့ဖြည့်ရှင်းတတ်မယ်ဆိုရင်အရာရာကိုအောင်နိုင်တတ်တယ်ဆိုတာသိမြင်ကြလိမ့်မယ်လို့ယုံကြည်ထားရမယ်နော်ဒီစံပေးခဲ့တဲ့ပုံမြင်လေးကိုနားဆင်ပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်